တန်ဆိုတာဥမာရှိတာတုတဆိုတာခြေလက်တယ်ကိုရှိတာနဲ့ခြေလက်တယ်ကိုရှိတာနဲ့ခြေလက်သည့်အတွက်ကြောင့်သူများဟာကိုရကျင်တဲ့စိတ်မရှိဘူးဒီလိုဆိုလိုတာပေါ့နော်ကိုရှိတာနဲ့မခြေလက်တဲ့လူကသူများဟာကိုရကျင်လားရကျင်လာတော့ပြဿနာတက်တယ်ပေါ့ဒါကြောင့်မို့ကိုရှိတာနဲ့ခြေလက်နိုင်ဖို့လိုအပ်တယ်ကိုဟာနဲ့ခြေလက်ဖို့လိုအပ်တယ်နောက်တစ်ခုကရှိတာနဲ့ခြေလက်တယ် အဓိပ္ပာယ်တကူကရှိတာနဲ့ခြေတတ်တယ်။နောက်အဓိပ္ပာယ်တကူတော့မြတ်တာစွာခြေတတ်တယ်။ကံလူညီလူခြေတတ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုး။အဲ့တော့ဘယ်လိုဟာပဲဖြစ်ဖြစ်ကိုယ်စိတ်ထဲမှာမခြေမနှက်ကြီးဖြစ်နေတာဟာမကောင်းဘူး။ခြေနှက်မှုရှိနေရမယ်ခြေနှက်မှုရှိမှမေတ္တာဆိုတာတည်ဆောက်လို့ရမယ် မကြည်မနှက်တွေဖြစ်နေလို့ရှိရင်လည်းမေတ္တာတည်ဆောက်လို့မရနိုင်ဘူးသူကရောဆိုတာသဇုံတယောက်ကကိုယ့်ကိုပြုစုတယ်ဥပမာမဲ့ပိဓာစုမှာဆိုလို့ရှိရင်အရှင်မြတ်သမီးကချက်ပြုတ်ကျွေးတယ်ခြံတဲ့လူတွေကချက်ပြုတ်ကျွေးတာကိုမကြိုက်ဘူးကြီးများနေတယ်ဆိုရင်ချက်ကျွေးတဲ့လူဟာမေတ္တာဖြစ်ဖို့ခရင်သွားတယ်ပေါ့နော် အဲ့တော့သူကရဆိုတာဒီလိုမဖြစ်ရဘူးဆိုလိုတာကသူကရမဖြစ်လို့ရှိရင်ဘာဖြစ်လဲကြီးများတယ်အင်္ဂလိပ်လိုတော့ fastidious လို့ခေါ် fastidious ဆိုစည်းစားကြောင်းလားဟိုအဖြစ်မကြိုက်ဘူးဒါဖြစ်မကြိုက်ဘူး ਨੇ ကြီးများတဲ့ဟာမျိုးတွေကမိတ္တပြည့်စုံနိုင်တယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့မိတ္တမပြည့်ရအောင်ဘာဖြစ်ပါနဲ့ပဲကြွေကြွေနော် အများလုပ်ပေးတာကိုချိန်နှက်နိုင်တဲ့သဘောရှိရမယ်အဲ့တော့ပြုလို့စုလို့လွယ်ကူတဲ့ပုံစံဖြစ်ရအပြုစုခက်တဲ့ပုံစံမျိုးမဖြစ်စေရဘူးတဲ့အပြုစုခက်လာပြီဆိုလို့ရှိရင်ပြုစုတဲ့ပုံစံရဲ့မေတ္တာမရနိုင်ဘူးသူကိုယ်တိုင်ကလည်းတစ်ဖက်သားပေါ်မှာမေတ္တာမတည်ဆောင်းနိုင်ဘူးဒါကြောင့်မို့လို့အချင်းချင်းမေတ္တာတရားခန်းချောက်သွားနိုင်တယ်။ဒါကြောင့်မို့ရသော်ဘုရားကသူဗရ ပြည့်စုံလို့လွယ်တဲ့ပုံပုံမျိုးဖြစ်ရမယ်လို့ဒီလိုခေါ်တာဒါနဲ့မိညာတရားတိဆောက်တဲ့နေရာမှာအရေးပါတဲ့အင်္ဂါရတစ်ခုပဲဖြစ်တယ်ပေါ့တန်တုပ္ပကောသသူဗရောသအပ္ပကိသောသတန်လဘုကဩတိအပ္ပကိသဆိုတာမိညာတရားကျိုးစားအထုတ်နေတဲ့အချိန်မှာဟိုကိသဒီကိသတွေနဲ့ပြာများမနေတဲ့ဘူးပေါ့ကိသတွေနေပါအောင် လုပ်ပြီးတော့မှမေတ္တာဘာဝနာပွားရမယ်လို့ဒီလိုဆိုလိုတာပေါ့ကိစ္စတွေမများစေရဘူးအလုံးကိစ္စတွေမများစေရအလုံးကိစ္စမများစေရဘူးလို့ဆိုရင်ဟာမေတ္တာဘာဝနာပွားဖို့အချိန်ရအောင်လို့ပြောတဲ့စကားမျိုးသာဖြစ်တယ်ပေါ့အဲတော့ကိစ္စများလို့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမေတ္တာဘာဝနာပွားဖို့အချိန်မရနိုင်ဘူးအချိန်မပေးနိုင်ဘူးဆိုတာမဖြစ်စေရဘူးလို့ဒီလိုဆိုလိုတာပေါ့ အပ္ပကိသောသတန်လဟုကဝုတ်တိနော်အတမွေးတဲ့အခါပေါ့ပေါ့ပါပါအတမွေးတဲ့ပုဂ္ဂိုလ်မျိုးစံပေါ်လိုက်ပေါ့တကယ်ကိုရိုးရိုးနေတဲ့ပုဂ္ဂိုလ်မျိုးတန်လဟုကဝုတ်တိပေါ့ပေါ့ပါပါအတမွေးတဲ့ပုဂ္ဂိုလ်ရိုးရိုးသာသာရိုးရိုးလေးနေတတ်တဲ့ပုဂ္ဂိုလ်မျိုးလေဖြစ်ဖို့လိုအပ်တယ်လို့ဒီလိုဆိုလိုတာ ဟောနောက်တစ်ခုကြတော့ဘာလို့ဆိုတန်တိန်တရိယောသာတန်တိန်တရိယဆိုတာငြိမ်သက်အေးချမ်းတဲ့အိန္ဒိယရှိရဒါကအရတ်ထဲမှာပြောသလိုအိန္ဒိယမရဘူးဆိုတဲ့အတိပ္ပယ်မျိုးပြောတာမဟုတ်ဘူးငြိမ်ချမ်းတဲ့အိန္ဒိယရှိတယ်ဆိုတာဘာလဲဆိုရင်မျက်စိကမြင်ပြီးစိတ်လှုပ်ရှားမှုတွေတိတ်မဖြစ်ဘူးနာကအတန်ကြာပြီးစိတ်လှုပ်ရှားမှုတွေတိတ်မဖြစ်ဘူး နှာခေါင်းကအနံ့ရပြီးလျာကအရသာခံပြီးခန္ဓာကိုယ်ကအထီးတွေ့တွေတွေ့ပြီးစိတ်ထဲကစိတ်ကူးကြံစီပြီးအဲ့ဒီအာယုန်တွေနဲ့ပတ်သက်ပြီးတော့ကနာမငြိမ်နဲ့လောဘဒေါသဆိုတာမဖြစ်စေရဘူးအင်းဒီရရနေနိုင်ရမယ်လို့ဒီလိုဆိုလိုတာနော်လက်ရှိနာနာလျာကိုယ်စိတ်လို့ဆိုတဲ့ဟောဒီအိန္ဒြေ6ပါးအိန္ဒြေ6ပါးနဲ့ပတ်သက်လာတဲ့အခါမှာ စိတ်လှုပ်ရှားမှုတွေများပြားပြီးလောဘဒေါသတွေများပြားလာတဲ့ပုဂ္ဂိုလ်ကငြိမ်းချမ်းတဲ့အိန္ဒိယမရှိဘူးလို့ဒီလိုဆိုလိုတယ်။အဲဒီလိုစိတ်လှုပ်ရှားပြီးငြိမ်းချမ်းမှုမရှိတဲ့ပုဂ္ဂိုလ်မျိုးတွေဟာလည်းမေတ္တာထားဖို့ခက်ခဲလာတယ်။သူ့ရဲ့တဏ္ဍမှာမေတ္တာတည်ဆောက်ဖို့ခက်တယ်။သူ့ကိုကြည့်ပြီးတော့လည်းအများကမေတ္တာဖြစ်ဖို့ဆိုတာလည်းခက်လာတယ်။ဒါကြောင့်မို့တန်တိန်တရိယငြိမ်သက်တဲ့အေးချမ်းတဲ့ တည်နေမျိုးရှိအောင်လဲစိတ်နှလုံးအေးချမ်းသူဖြစ်အောင်လဲကြိုးစားအထောက်အပံ့လို့ဒီလိုဆိုလို့ရဟောနောက်တစ်ခုကပါတော့ဆိုနိပကောနိပကောဆိုတာပညာအသိပညာရှိဖို့လို့စဉ္ညင်တုံတရားပေါ့လောကမှာလူတွေမှာပညာနည်းလာပြီဆိုလို့ရှိရင်မှန်မှန်ရင်းနေလုံးမိတတ်တယ်ပေါ့အဲ့လိုမှန်မှန်ရင်းနေမလုံးမိအောင်ပညာနည်းတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်အောင်လေ ကျိုးစားအထောက်အပံ့ပညာကိုမိမိတဏ္ဍာမှာရလာအောင်ကျိုးစားအထောက်ဖို့လိုအပ်တယ်။ရှင်းချက်တဲ့ပညာမျိုးလည်းရှိရမယ်လို့ဒီလိုဆိုလိုရပေါ့။နောက်တစ်ခုကအပကပ္ပပကပ္ပဆိုတာရံပြအမှုရာမရင်ကြီးတာကိုဆိုလိုတယ်။အပြောဆုံးမရင်ကြီးဘူးအပြုမှုမရင်ကြီးဘူးရိုင်းရိုင်းဆိုင်ဆိုင်ရှိတယ်နော်။ ြောတာဆိုတာရိုင်းဆိုင်နေသွားတာလာတာနေတာဆိုင်တာဆက်ဆံတာအလုံးကရိုင်းရိုင်းပြပြဖြစ်တယ်စိတ်ဓာတ်ကလည်းရိုင်းဆိုင်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများပေါ်လဲမေတ္တာတည်ဆောက်နိုင်မှာမဟုတ်ဘူးသူ့ပေါ်မှာလဲသူကလည်းပဲဒီသူ့ပေါ်လဲတခြားလူတွေကမေတ္တာရောက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့အပြန်အလှန်မေတ္တာမရောက်နိုင်တဲ့အတွက်ကြောင့်အပကပရိုင်းပြမှုတွေမရှိစေနဲ့ ်ဒီမှာရမယ်ယဉ်ကျေးရမယ်သိမ်မွေးရမယ်ဆိုတဲ့အခြေအနေပေါ့ရိုင်းပြတဲ့အမှုရာပြောဆိုတွေကရှောင်ရှားရမယ်လို့ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါကိုအပ္ပကပ်ပေါ့ကုလီတော့နာနုခိတ်တော့ယန္တနာတွေနဲ့ပတ်သက်လာလို့ရှိရင်ယန္တနာတွေရဲ့တရားရကမတွေပေါ်မှာခင်မင်လုံးလို့ရှိရင်မကောင်းဘူးလို့ဒီလိုဆိုလိုတယ်ပေါ့ လူလောကလူတွေထဲမှာလည်းပဲတယောက်အပေါ်မှာခင်မင်လုံးတဲ့စိတ်တွေများလာလို့ရှင်အများအပေါ်မှာမေတ္တာထားဖို့ခက်ခဲလာတဲ့ပုံကိုနဲ့ရင်းနှီးတဲ့မိတ်ဆွေတွေကတခြားလူနဲ့ပေါင်းသင်းဆက်ဆံတာကိုမကြိုက်နိုင်တဲ့အနေအထားမျိုးတွေဖြစ်လာလို့မိကြဖြစ်တတ်တယ်တဲ့ဒါကြောင့်မို့ကုလေသွားနတ်တို့ခေတော်ကိုရဲ့ညာနေနေနဲ့ပြောရင်ကိုရဲ့ ချင်းညုံကိုဝယ်တဲ့ဒကာဒကမအပေါ်မှာတွေ့တာလုံးနာမကောင်းဘူးမိတ်ဆွေတင်ဟားတွေပေါ်မှာတွေ့တာလုံးနာလည်းမကောင်းဘူးလို့ဒီလိုဆိုလိုတယ်ပေါ့အေးအဲ့ဒါလိုတွေ့တာလုံးမှုတွေဖြစ်လာလို့ရှိရင်မေတ္တာတိဆောက်ဖို့ခက်တယ်ပန်ကျုပ်တကောစား